ဟယ်လိုအားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေဒီနေ့15ရက်နေ့ရဲ့မနက်ခင်းပိုင်းရထားတဲ့ Manchester United နဲ့ပတ်သက်တဲ့အပြောင်းအရွှေ့တွေအကြောင်းကိုကျွန်တော်ဆွေးနွေးသွားပါမယ်သူတမင်တော်တိုက်စစ်မှုတွေဖြစ်တဲ့ကျွန်တော်တို့က Hugo Agitigi နဲ့ကျွန်တော် Victor Gyokeres နဲ့ပတ်သက်ပြီးတော့ရထားတဲ့သတင်းတွေကျွန်တော်တို့ရှိတယ်ဒါလည်းဒီနေ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးသွားကြပါမယ်အားလုံးပဲမင်္ဂလာပါမင်္ဂလာပါဆိုတော့ပထမဆုံးအနေနဲ့ကတော့ကျွန်တော်တို့ဒီညကပဲည၄နာရီ၅နာရီလောက်ကပေါ့နော်ကျွန်တော်တောက်ချောက်တက်လာတဲ့သတင်းတွေကျွန်တော်ရှိတယ်နံပါတ်1အနေနဲ့ကျွန်တော်တိုက်စစ်မှုဖြစ်တယ်ပေါ့နော် ဗီတာဂူဂရက်နဲ့ပတ်သက်တဲ့သတင်းကိုကျွန်တော်တို့ကြည့်ကြည့်ရရင်ကျွန်တော်တို့ဒီ journalist တွေအများကြီးကကျွန်တော်တို့ဖော်ပြလာတာတွေကျွန်တော်တို့ရှိတယ်။အဲ့ဒီတဲကမှပထမဆုံးတက်လာတဲ့ Jamie Jackson ဒါ Chelsea ရဲ့ကျွန်တော်ဒါအဲဘယ်လိုပြောမလို့ဟွာပေါ့နော် Chelsea ရဲ့ reporter ပေါ့ဗျာနော်ဆိုတော့ဟိုသူဘာပြောတာလဲဆိုတော့ Vita Gugres နဲ့ဆွေးနွေးမှုတွေပြုလုပ်ပြီးတဲ့နောက်မှာကစားသမားက Arsenal ကိုပူပြီးတော့ပြောင်းရွှေ့ခြင်းကြောင့်ထုတ်ဖော်ပြောကြားမှုတွေရှိခဲ့တယ်ပေါ့ Arsenal ရဲ့ဘက်ကတော့ ဗီတာဂူကရက်စ်နဲ့ဘင်ဂျမင်ဆက်စကိုဘသူကိုခေါ်မယ်ဆိုတာမျိုးဆုံးဖြတ်ရခြင်းကျွန်တော်မရှိသေးဘူးကစားသမားကိုယ်တိုင်ကတော့အာဆင်နယ်ကိုပို့ပြီးတော့ပြောင်းချင်နေကြောင်းပြောခဲ့တဲ့အတွက် United ရဲ့ဘင်ဂျမင် sorry United ရဲ့ကျွန်တော်ဗီတာဂူကရက်စ်ပေါ်ကျူးပန်းမှုကအဆုံးသက်ပြီလို့ပြောလို့ရတယ်ဗောနော်ဂူကရက်စ်ကတော့ Champions League ဒီကစားကွင်းရမယ့်အာဆင်နယ်ကိုဦးစားပေးကလပ်အဖြစ်ရွေးချယ်ထားကြောင်းလည်းသိရတယ်ဆိုပြီးတော့ Jamie Jackson ရဲ့ Paul Hess ရဲ့ကနေပြီးတော့ကျွန်တော် report လုပ်ထားတယ် ဆိုတော့ဒါကလည်းရှိအဲ့ဒီ journalist နှစ်ယောက်နဲ့ပတ်တယ်လို့နောက်ထပ် Fabrizio Romano ကအဲ့ဒါပြီးတော့ကျွန်တော်တို့ဒီ9ဝက်လောက်နေတော့ထပ်ပြီးတော့ report လုပ်လာတာရှိတယ်။ Victor Gyokeres ရဲ့ဦးစားပေးကအာဆင်နယ်ကိုပြောင်းရွှေ့နိုင်ဖို့ဖြစ်ပြီးတော့ Manchester United ကမကြာသေးခင်ရဲ့တရပတ်တွေအတွင်းမှာ ကစားမဖြစ်သူတွေအချင်းကြီးကိုကျွန်တော်တို့စုံစမ်းရဖို့အတွက်ဆက်သွယ်မှုတွေပြုလုပ်ခဲ့တယ်။သို့တော်လည်းပဲ ကစားမဟာအာဆင်နယ်ကသာစိတ်ရိုင်လျက်ရှိတယ်ပေါ့နော်ဘင်ဂျမင်ဆက်စကိုနဲ့ဆွေးနွေးမှုတွေကမအောင်မြင်သေးတဲ့အချိန်ဒီမှာဗီတာဂူဂရက်ကအာဆင်နယ်အတွက်ရွေးချယ်စရာတခုပြစ်ဆက်ရှိနေပြီးတော့အာဆင်နယ်ရဲ့ဘက်ကလည်းဒီတိုင်းစီမှုနှစ်ယောက်စလုံးရဲ့အချိန်ဒီတွေကိုဆက်လက်သုံးသပ်မှုရှိနေတယ်ပေါ့ဗျာယူနိုက်တက်ရဲ့ဘက်ကတော့ sorry united ကိုပြောင်းရွှေ့ဖို့ကတော့ကစားသမားကစိတ်ဝင်စားနေ United ကကစားသမားကိုခေါ်ဖို့စိတ်ဝင်စားနေစေဖြစ်တယ်သူတို့အခုအတော့အပြောင်းရွှေ့ မဖြစ်နိုင်တော့ဘူးဆိုပြီးတော့ယုံကြည်လို့ရတယ်ပေါ့နော်ဆိုတော့ဒါအပြင်သူပြောထားတယ်ဗီတာဂူခရက်စ်ကမန်ချက်စတာယူနိုက်တက်ကိုလုံးဝညင်းပယ်ခဲ့တာမျိုးမဟုတ်တယ်လို့ကစားမိုင်းအီဂျင်ကယူနိုက်တက်ကိုညင်းပယ်ကြောင်းအကြောင်းကြားခဲ့တာမျိုးတွေလည်းပြီးခဲ့တဲ့ရက်တွေမှာလုံးဝရှိမထားဘူးပေါ့အာဆင်နယ်ကပဲရွေးချယ်ခွင့်ရှိနေတယ်များကာလာပလုံကစားသမားကအာဆင်နယ်ကဦးစားပေးပြီးတော့ပြောင်းရွှေ့ခြင်းဖြစ်တယ်ဆိုပြီးတော့ကျွန်တော်ပြောသွားတယ်ဒီနေရာမှာဗျာဘယ်လိုပြောမလဲ ဟို journalist ကဟိုလိုထွက်လိုက်နောက်ထပ် journalist ကအဲ့ဒါကိုထပ်ပြင်လိုက်နောက်တစ်ယောက်ကအဲ့ဒါကိုထပ်ပြင်ပြီးတော့တင်လိုက်နောက်တစ်ယောက်ကအဲ့ဒါကိုထပ်ပြင်ပြီးတော့တင်လိုက်ဒါမျိုးတွေကျွန်တော်တို့လားနေတာဆိုတော့အပြောင်းရွှေ့တွေကျွန်တော်တို့မစခင်ယာစီတွေမပြီးခင်ကတည်းက Vita Gugres နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့ကတရင်တွေကကျွန်တော်တို့အနေနဲ့ထွက်ပြီးသားဥရောပဝင်ခွင့်မရတဲ့အသင်းကိုပြောင်းချင်စိတ်မရှိဘူးဥရောပဝင်ခွင့်ရတဲ့သူတို့ပြင် Champions League တွေဘာတွေကစားခွင့်ရတဲ့အသင်းကိုပဲပို့ပြီးတော့ပြောင်းရွှေ့ခြင်းစိတ်ရှိတာကျွန်တော်တို့တော်တော်များများသတိထားမိကြမယ်ထင်ပါတယ် နီးပြပြတဲ့ရူဘင်အမူရင်ကကျွန်တော်တို့အဲ့လိုမျိုးတင်းနေကြားပြီးနောက်ပိုင်းမှာသူဘာပြောလဲဆိုတော့နွေရာသီပြောင်းရွှေ့မှာကျွန်တော်တို့အနေနဲ့ပေါ့နော်ခေါ်ခြင်းနဲ့ကစားသမားတွေဟာဟိုဟိုပြိုင်ပွဲဝင်ခွင့်ရမှဒီပြိုင်ပွဲဝင်ခွင့်ရမှလာခြင်းနေဆိုတော့ကစားသမားတွေကိုကျွန်တော်တို့ဦးစားပြီးခေါ်သွားဖို့မရှိဘူးဆိုပြီးတော့သူပြောလာတာဒါပေမဲ့လို့ပေါ့နော်ကျွန်တော်တို့သဘောပေါက်ထားဖို့လိုတာကနီးပြကအဲ့လိုပြောတာကပြိတ္တတီအကြိုက်ဖြစ်ကောင်းဖြစ်နိုင်တယ်ဟိလာနော်ပြိတ္တတီအကြိုက်ဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့လိုပြောတာက ဒါပေမဲ့လည်းလို့တကယ်တကယ်လက်တွေ့အရညီကလို့တည်တဲ့အတိုင်းပဲ reality ရမှာလက်ရှိ modern kick ဘောလုံးကစားမတွေဟာအောင်မြင်နိုင်မဲ့အသင်းကိုပဲကျွန်တော်ပြောင်းကြတော့မှာဒါတိတာနေတာပဲအောင်မြင်ခြင်းနဲ့အသင်းကိုပြောင်းကြတော့မှာဒါကစားမတွေကိုအပြစ်သွားပြောလို့ကျွန်တော်မရဘူးလက်ရှိ kick ကဒီတိုင်းပဲเนาะလက်ရှိမှမဟုတ်ဘူးရကဲဘယ်လိုနေရာပဲကျွန်တော်ချီချီကစားမတွေဟာဒီ career တွေဝင်လာပြီဆိုကြတဲ့ကအောင်မြင်ခြင်းရတာကြီးပဲရဲ့ဟုတ်တယ်မလားเนาะကစားမအယောက်90အယောက်100မှာအယောက်90က အောင်မြင်နိုင်တဲ့အသင်ကိုကျူပြောင်းခြင်းပါပဲ။ဒါပါတော့လက်ရှိဆိုလို့ရှိရင်ကျွန်တော်တို့ဒါအသင်တစ်သင်းဟာဥရောပဝင်ခွင့်နေလဲကျွန်တော်ရတယ်။အောင်မြင်နိုင်ကြီးလဲကျွန်တော်ရှိတယ်။ structure ဘိုင်းကြီးလဲကောင်းပြီးတော့အရာအလုံးကအဆင်ပြေနေတယ်ဆိုလို့ရှိရင်ကစားမကောင်းတစ်ယောက်ကိုလဲသူတို့လူတဲ့ချိန်မှာအဲ့ဒီကစားမကအဲ့ဒီအသင်ကိုပဲပို့ပြီးတော့ပြောင်းမှာပဲ။တခြားအခြေအနေတိတ်ရည်ရည်ရိုင်ရိုင်ဖြစ်နေတဲ့အသင်မျိုးတွေကိုကျွန်တော်ပြောင်းမှာမဟုတ်ဘူး။ LM Dlab ဆိုလို့ရှိရင်လည်းပဲဒီတိုင်းပဲ။ကိုသင်းကိုမပြောင်းခြင်းမူပြောင်းခြင်းနေဆိုတာမျိုးမဟုတ်မနေပဲနဲ့သူ့အတွက်တင့်တော်တယ်သူပြောင်းကျင်တာဒီ Chelsea ပဲဆိုတော့ Chelsea ကိုကျွန်တော်ပြောင်းသွားတယ်ဒါမျိုးပဲဆိုတော့လက်ရှိမှာလည်း Victor Gyokeres ကိုကျွန်တော်ကအပြစ်သွားပြောလို့ကျွန်တော်မရဘူးကစားမတိုင်းကဒီလိုပဲဆိုတော့ကျွန်တော်ကလူတိုင်းကိုကုညာလို့လိုက်ညှော်လင်းလို့ကျွန်တော်ရတာမှာမဟုတ်ကျွန်တော်တော့တော်တော်လေးအန်အောနေတာကုညာနေတဲ့ငါတို့ဒီသင်းအချင်းကြီးနဲ့ဘာလို့မြန်ပြောင်းလာတယ်လဲပေါ့နော်ဆိုတော့ Gyokeres လို့ရှင်လည်းပဲဒီတိုင်းပဲကျွန်တော်ကစားမောက်သွားအပြစ်ပြောလို့မရဘူးဘာလို့လဲဆိုတော့ဒါဒီဖြစ်တင်ဖြစ်ထိုက်တဲ့အရာမျိုးပဲဖြစ်လေဖြစ်တာရှိတဲ့အရာမျိုးပဲเนาะအောင်မြင်နိုင်ချက်အသင်းကိုပြောင်းချင်ကြတယ်တဘာဝပဲ တော်တခုရှိတာကကိုအသင်းအနေနဲ့ရှေ့ဆက်ဘလူဂျိုးပန်းမယ်။ရိုမန်နူပြောထားတာကတော့ Manchester United နဲ့ Vitor Gyökeres ရဲ့အပြောင်းအကျွေးကဖြစ်မလာနိုင်တော့ဘူးဆိုပြီးတော့ယုံကြည်လို့ရတယ်လို့သူပြောထားတယ်။ဆိုတော့အသင်းဘက်ကလည်း Champions League ဝင်ခွင့်ရတယ်ရကျင်တဲ့အသင်းကိုပြောင်းကျင်တယ်ဆိုတဲ့ကစားမတဲ့အကိုကျွန်တော်တို့ဂျိုးပန်းလို့အဆင်မပြေဘူး။ဟုတ်တယ်မလားနော်ကျွန်တော်တို့ဒီကိုအသင်းကမှဥရောပဝင်ခွင့်မရတာဒါကြောင့်လည်းပဲကျွန်တော်တို့ Europa League Final မတိုင်ခင်ကလေးက Europa League Final မှာဘိုးဆွဲမှဒီຫນွေမှာကျွန်တော်တို့အပြောင်းအရွှေ့တွေကလွဲကူမှာ အကယ်လို့ဘောနော်ကျွန်တော်တို့အနေနဲ့ဘုံမဆွဲဘူးဆိုလို့ရှိရင်ဒီကြတဲ့အပြောင်းရွှေ့တန်းရခက်ခဲတော့မှာသူများအသင်းကိုပဲဦးစားပေးပြီးတော့ယူရကြတာတွေပါတယ်ကျွန်တော်ကြုံရတော့မှာဒါတွေအားလုံးကမျောလင့်ထားခဲ့ကြပြီးသားပဲတကူရှိတာကအသင်းဘက်ကဖတ်တွင်မနေဘူးလို့ရယ်ဗျာဘယ်လိုပြောမလဲဟိုဈေးကြီးမဲ့ချင်းတူတူသိတယ်မလားအကယ်လို့အခုလိုမျိုးကဲတခြားအသင်းတွေကိုဦးစားပေးပြောင်းကျင်နေဆိုတဲ့ကစားမတွေကိုအချိန်ကုန်ခံပြီးတော့ကျွန်တော်မကြိုးပမ်းသင့်ဘူးသိတယ်မလားအခုကဒီလိုမျိုးဖြစ်နေတာတော့မှမင်းဟိုမပြက်သားဒီမပြက်သားဖြစ်နေတာအသင်းဘက်က ကိုလူခေါ်ရမလို့လို့ဒီလူခေါ်ရမလို့လို့ဒါပေမဲ့လို့ပေါ့နော်ကိုအတင်းကိုကျွန်တော်ရွေးချယ်နိုင်စွမ်းအခြေအနေမရှိတော့ဘူးဆိုလို့ချင်းဆက်ပြီးတော့ကျွန်တော်မချိုးပန်းဘူးလို့လဲ LMD lab တုန်းကလည်းကျွန်တော်ဒီတိုင်းပဲဆက်သွယ်မှုတွေကျွန်တော်လုပ်တယ်ဆွေးနွေးမှုတွေလုပ်တယ်ကစားမ okay ကိုရီနဲ့လည်းဆွေးနွေးတယ် Everton နဲ့လည်းဆွေးနွေးတယ် Chelsea နဲ့လည်းဆွေးနွေးတယ်အကုန်လုံးနဲ့ဆွေးနွေးအပြီးမှာသူ့အတွက်ဒါသူ့အသင်းတော်ဆုံးထင်တဲ့အသင်းကိုသူပြောင်းသွားတယ်အခု Vita Gyökeres လည်းပဲဒီတိုင်းပဲ เนาะကျွန်တော်တို့ယတိပြဘာမှမပြောရသေးဘူးပဲဗျာပဲအာစနယ်ဟာသူ့ကိုရွေးချယ်စရာအဖြစ်ရှိနေတဲ့အသင်းတွေထဲမှာပါနေသေးတယ်ဆိုရင်အာစနယ်ကိုဦးစားပေးပြောင်းကျင်တယ်ရှင်းရှင်းလေးပဲအကယ်လို့ဗျာထားပါတော့ကျွန်တော်တို့ဘင်ဂျမင်ဆက်စကူကိုအာစနယ်ကခေါ်သွားပြီထားပါတော့အဲကြလို့ရှင်တော့အာစနယ်ကနောက်ထပ်တိုက်စစ်မှုတရားမလို့တော့ဘူးဆိုတော့ဗီတာဂူကရက်စ်တွေတေချာတဲ့ chance ကတခြားအာစနယ်ကိုပြောင်းဖို့မရှိတော့ဘူးဆိုတော့သူ့အတွက်တခြားရွေးချယ်စရာတွေတွေးရမယ့်အချိန်ရောက်လာပြီဒါဆိုလို့ရှင်တခြားအသင်းတွေကိုသူပြောင်းအောင်ပါပဲအန်တာမျိုးပဲเนาะဒါပေမဲ့လို့ United အနေနဲ့ လက်ရှိကျွန်တော် Vita Q Credit ရဲ့အပြောင်းအရွှေ့ကကျွန်တော်တို့အဲမေးလိုက်သိပြီမေးလိုက်သိပြီဆိုတော့တခြားကိုအတွက်ဖြစ်နိုင်ခြေရှိတဲ့ကစားမားတရားကိုကျွန်တော်တို့ချိုးပန်းသိနေပြီနော်ပြောင်းရွှေ့ကြီးကလည်း28နှစ်ပဲကစားမားတရားကိုကျွန်တော်တို့ဒါပေါင်တန်း60ဆိုတော့ယူရိုတန်း80 85တန်းကျမှာပေါ့ဗျာဒါပေမဲ့လည်းလို့ပေါ့နော်လက်ရှိဒီဘော်ဒန်ခင်မာကအဲ့တလောက်ကိုးသွင်းနေတယ်ဆိုရင်အဲ့လောက်တော့ပေးရမှာပဲပေးရမှာပဲဒါပေမဲ့လို့စပိုတင်းနဲ့ဂီယူခရက်စတူကြာပြက်တနာတွေတက်နေတယ်ဆိုတော့ဘလောက်နဲ့ အပြောင်းရွှေ့ကြီးကဖြစ်လာမလဲဆိုတော့တိကျတဲ့အနေထားတော့မရှိသေးဘူးဒါပေမဲ့သူ့အေဂျင့်မှာတက်သေးတွေပါတယ်ရှိတယ်ဆိုရင်ပေါင်တန်း60လောက်နဲ့ကျွန်တော်ရမှာတန်း60ဆိုရင်တော့မစိုးပြောရမှာပဲနော်သူ့ရည်ချင်းတွေကလိုက်မဲ့လို့ကိုအတင်းတည်းအ chance မရှိတော့ဘူးအတင်းအနေနဲ့ဖြစ်နိုင်ကြီးရှိတဲ့တိုက်စစ်ကိုပဲကျွန်တော်ဒါပြောင်းဖို့ကြိုးပမ်းသင့်ပြီပြက်တနာကဘယ်ကစားသမားကမှဈေးသက်တာမှကျွန်တော်မဟုတ်ဘူးနော်ဘယ်ကစားမားကမှဈေးသက်တာမှကျွန်တော်မဟုတ်ဘူးအဲ့ဒါကလော်ရီတိုင်ပတ်တယ်ကိုအတင်းမှာဆိုတော့ Vita Gucres နဲ့ပတ်သက်လို့ဒါနောက်ဆုံးရထားတဲ့သတင်းတွေပေါ့လေ เนาะဆိုတော့အဲအဲ့ဒီချက်တည်းမရှိတဲ့ Vita Gugles ကို company နဲ့တော့ပြရတယ်ဆက်သမားเนาะကျွန်တော်ကျွန်တော်ကတော့ပြာဘယ်လိုပြောမလို့ကိုအတင်းကိုလာခြင်းနဲ့ကစားမကိုပဲခေါ်တာတော့နားလေပဲဒါပေမဲ့ကျွန်တော်အဲ့လိုတွေရမမလုပ်ပါနဲ့เนาะဘာလို့မှာတော့ဟုတ်တယ်မလို့เนาะဟိုဘယ်လိုပြောမလို့ကစားမကသူ့အတွက်သူကောင်းတာတွေးมาပဲလေဟုတ်တယ်မလားเนาะကျွန်တော်တို့ဟို United အပေါ်ဒီကောင်ကဘာအကျွေးမှန်မှန်ကျွန်တော်မရှိတာဟုတ်တယ်မလားသူသူ့အတွက်သူအကောင်းဆုံးဖြစ်မဲ့အနေအထားကိုပြောင်းมาပဲကျွန်တော်တို့ကိုအတင်းကိုမပြောင်းလို့ဆိုပြီးတော့အဲ့လိုမျိုးဆက်ဆံရအကြောင်းမရှိပါဘူးเนาะ တော့အကယ်လို့ဒီကစားမကမပြောင်းချင်ဘူးဆိုနောက်ထပ်ပြောင်းနိုင်ချင်ရှိတဲ့ကစားမမျိုးကိုကျွန်တော်ခုတ်ကျူးပန်းမှာပဲခုစီပြောင်းမလာလို့ဆိုပြီးတော့ကျွန်တော်တို့ဘာမှသိပြောနေစရာတော့အကြောင်းမရှိဘူးပဲနော် Vita Gugres ကိုတဲ့အမဝယ်မနဲ့ Una Osiman ကိုကျူးပန်းတင်တယ်တင်နေရတယ်နော် Osiman ကလည်းပဲဘယ်လိုပြောမလဲအချိန်ကြီးကဘာမှမသိသေးဘူးဘာလို့လဲဆိုတော့ကိုယ့်ထက်ဥရောပဝင်ခွင့်နေပူရထားတဲ့အသင်းတွေကိုယ့်ထက်အောင်မြင်နိုင်ချေရှိတဲ့အသင်းတွေကဒီကစားမကိုခေါ်ဖို့အတွက်သူကအမှန်ကန်ကျူးပန်းနေကြတာဆိုတော့ ်ဦးစီမံလည်းပဲကုအသင်းကိုပြောင်းကျင်มาပြောင်းมาပဲဘာဝင်ခွင့်မှန်မှန်ကျွန်တော်မရတာလေဟုတ်တယ်မလားဘာဝင်ခွင့်မှန်မှန်မရတော့ကျွန်တော်ဒါကုအသင်းကိုပြောင်းကျင်มาပြောင်းมาပဲဆိုတော့အဲ့ဒါကလည်းကျွန်တော်ရှိသေးတာဆိုတော့ဒါအရာလုံးအခက်ခဲလာမှာအခုလက်ရှိ Vita Gucres အပြောင်းရွှေ့มาကျွန်တော်မဟုတ်တခြားဘယ်အသင်းမဲ့ဖြစ်ဖြစ်ဘာလို့ sorry ဘယ်ကစားမကိုပဲကျွန်တော်ခေါ်ပြီးကျူပန်ကျူပန်ဥရောပဝင်ခွင့်ရတဲ့အသင်းတွေကိုကျွန်တော်ပို့ပြီးတော့ပြောင်းကျင်ကြတဲ့သူတွေများမှာပဲဆိုတော့အသင်းဘက်ကဒါကြောင့်ကျွန်တော်ရှိကေပါရှိမာကလေးကကျွန်တော်ပြောထားတာ plan b plan c ဘာညာရှိဖို့လိုတယ် တည်တယ်မလားကစားမားတွေကစိတ်ဝင်စားဖို့ကောင်းနေခြိသွန်းကောင်းနေမှန်းနေအရာကစားမားတိုင်းကဗျာတည်တယ်ကိုအသင်းကိုလာခြင်းကြမှာမဟုတ်ဘူးအငါတို့အသင်းကိုလာလာလာတင်နေဆိုပြီးတော့လေကစားမားတိုင်းကိုကျွန်တော်မျှော်လင့်ထားလို့ကျွန်တော်မရဘူးနော်သူတို့ရဲ့အနာဂတ်မှာသူတို့အတွက်အောင်မြင်နိုင်ခြင်းရှိတဲ့အသင်းကိုသူတို့ကစားခြင်းနဲ့ကစားမားတိုင်းက Champions League ကစားခြင်းတာပဲလေဟုတ်တယ်မလားနော်ပြောင်းကြမှာပဲတည်တယ်မလားဆိုတော့အသင်းဘက်ကဟိုအပြောင်းရွှေ့နဲ့ပတ်သက်ရင်ဒီကစားမားမဒီကစားမားဆိုတာကြီးဖြစ်မနေဘူးကျွန်တော်တို့လူတယ်ပေါ့နော် Manchester City တို့ပါလို့ကျွန်တော်ကြည့်ပါလား စီတီနေနဲ့နွေရာသီပြောင်းရွှေ့မှာသူတို့ရဲ့ပြစ်မှတ်ဖြစ်တဲ့ Florian VS ကိုခေါ်ဖို့ကြိုးပမ်းနေပြည်ထနာက Florian VS ရဲ့စုစုပေါင်းကျွန်တော်ဘနော်ဒီတန်ကြီးကကျွန်တော်ဒါတန်150လောက်ကျသွားမယ်နေထားလောက်ခလာဇာရီဘာရီနဲ့ဘနော်ကျွန်တော်9နှစ်ကိုတန်300လောက်ကျသွားမယ်ချီနီများမှာအာမန်ချက်စတာစီတီရဲ့ဘာက no ဒါဒီငါတို့ငါတို့ရဲ့အောက်တော့ဘတ်ဂျက်ဖြစ်နေတယ်ငါတို့သုံးဆွဲမဲ့ပမာဏထက်လွန်းနေတယ်ငါတို့ခေါ်ဖို့မရှိဘူးဆိုပြီးတော့ plan B ဖြစ်ဘာလေးလောက်သွားလဲ Rainer ကိုခေါ်တဲ့ Chaki ကိုခေါ်တဲ့ Ainuri ကိုခေါ်တဲ့ အဲဒီကစားမအတွက်တန်းယာချီပုံသုံးမဲ့စာဟိုကစားမ3ယောက်ကိုကျွန်တော်တို့3ယောက်4ယောက်ကိုကျွန်တော်တန်းတရာတရာ8တန်းနေနေကျွန်တော်တို့ကအောင်ခေါ်သွားတယ်ဒါဒီသူများအသင်းမှာပလန်ကြီးရှိနေတယ်ဆိုတာပြတာဗျာဒီလားကိုအသင်းမှာကအဲ့လိုပလန်ရှိဖို့လိုတယ်အာဒီကစားမမရဘူးငါတို့တတ်မှတ်ထားတဲ့ပမာဏအတော်တွင်မှာခေါ်လို့မရဘူးဆိုလို့ရှိရင်ဒီမှာကျန်တဲ့ကစားမတွေကိုကျွန်တော်တို့ပေါ့နော်ကျွန်တော်ခေါ်ခေါ်ဖို့အတွက်ပူကျူးပန်းတဲ့နော်ပလန်မျိုးတွေကျွန်တော်ရှိထားသင့်တယ်ပေါ့နော် အဲ live ကိုစောင့်နေတယ်ဗျအဲဆရာသမားကြီးနော်မင်းခင်ဗျာ live ကိုစောင့်နေတာကမင်းမင်းနော်အစလေကြီးနေတော့မစောင့်ပါနဲ့ဆရာသမားကြီးနော်အန်ကျိန်းတာနော်သွားကျိန်းတာအစလေကြီးနေတော့မစောင့်ပါနဲ့ဆရာသမားနော်ကျေးဇူးများချင်ပါတယ်အိုစီမန်ကားတဲ့ Vita Gugress တဲ့၃စားလောက်ကိုတာပါတယ်ဗျာတဲ့နော်အားစားပြီးမကျွအဲဆရာသမားကြီးနော်လက်ရှိမှာတကျွန်တော်တို့အဲ့လိုကြီးပြောလို့တော့မရဘူးလို့ထင်တယ်တည်တယ်ဗျတာရီဆိုပြောအောင်ကလည်းဟိုကောင်းမင်းဂိုးတွေခွတ်သွင်းထားတာလေ Vita Gugress က ကိုပေါင်း60လောက်လာမသိဘူးသိတယ်မလားเนาะကျွန်တော်ခွတ်သွင်းထားတာလေအဲ့ဒါလေကျွန်တော်ကြည့်ထားရအောင်ပါသိတယ်မလားကျွန်တော်သဘောမကျတာသလို Gugress နဲ့ပတ်သက်လို့နှစ်ချက်ပဲရှိတယ်ဗျနံပါတ်1တစ်ချက်ကကျွန်တော်နေနဲ့အ28နှစ်ကိုကျွန်တော်ဒါတန်း80လောက်ကြာမဲ့အချိန်ဒီတစ်ခုရဲ့နံပါတ်2တစ်ချက်ကအတူချီသွမ်းပြတယ်ဆိုတာကပေါ်တူဂီလိဒါယူရိုပြည်တော့ဖိုင်လိရဲ့အပြင်ဘက်မှာရှိနေတာအဲ့အဲ့ဒါအဲ့ဒါရေပဲကျွန်တော်သဘောမကျတာဒါပေမဲ့ဂျန်နာရီက Vita Gugress နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်အထင်မကြီးစရာမရှိဘူးဗျကိုးဒီတောက်လျှောက်တွင်းနေတာဘာညာနဲ့အမင်တကယ်ဟုတ်နေတာဟုတ်တယ်မလား တိုက်စစ်မှုကိုဂိုးသွင်းတဲ့တိုက်စစ်မှုသဘောမကျရင်ကျွန်တော်တို့ဘလို့ဘလို့တိုက်စစ်မှုမျိုးသဘောကျမှာလဲနော်အိုစီမန်ကိုသဘောကျလဲဆိုအိုစီမန်ကလည်းပြောင်းကျင်မှာပြောင်းလာမှာပဲနော်ပြောမရဘူးလေအခုသူ့ကိုလိုချင်တဲ့အသင်းတွေကနဲတာမဟုတ်ဘူးသိတယ်မလားဆိုတော့ကိုအသင်းတွက်ကတယောက်တည်းကိုပုံတည်ပြစ်မှတ်ထားကျူးပန်းလို့မရဘူးဖြစ်နေတာဆရာသမားကြီးနော်အဲအကီတီကီရောက်လို့ရှိရင်ပြားတဲ့ white land လူဖြစ်မှာဆိုတဲ့တဲ့နော်โอเคအဲဒါကတော့ကျွန်တော်ပေါ့နော်ဒါနောက်နောက်မှာခဏနေမှာကျွန်တော်ပြောကြပါမယ်နော် โอเคเอ่อပြောပါကစားကွင်းရပြီတော့ဗျာတဲ့ဖလားမရရင်ဘယ်လိုလုပ်မလဲတဲ့ဒါကတော့ဒါကတော့ဒါဖလားမရဘူးဆိုတော့အာမခံချက်မှမရှိတာရရင်ရသွားမှာပဲလေကစားကွင်းလည်းရတယ်ဖလားလည်းရသွားပြီဆိုတော့မဖြစ်နိုင်ဘူးလားဟုတ်တယ်မလားနော်သူများတင်ကုထပ်ပူကောင်းနေတယ်ကုထပ်ပူပြီးတော့ချင်းကြီးကောင်းနေတယ်ဒါဒါဒီတိုင်းပဲလေနော်ဆိုတော့ဖလားမရလည်းပဲအနည်းဆုံးတော့ကစားကွင်းရတာတော့မကောင်းဖြစ်မနေဘူးလားဟုတ်တယ်မလားကိုသိန်းနဲ့ရှင်ဗျာလက်ရှိကတာမန်ကစားမတယောက်ဗျာတည်းဟိုသိန်းလည်းအာမပီဒီသိန်းလည်းအာမပီထားပါတော့တာမန်ကစားမတယောက်လက်ရှိကျွန်တော်ရှင်ပြိုင်ပြီးတော့ယူနိုက်တက်နဲ့အာဆင်နယ်ကိုဝင်ဘယ်သိန်းကိုပြောင်းမယ်ထင်လဲ အာဆနယ်ဒီကုတက်ပို့ပြီးတော့တည်ငြိမ်တဲ့အသင်းဖြစ်တယ်တူတက်မှုတွေတနှစ်ပြီးတနှစ်ပြနေတဲ့အသင်းဖြစ်တယ်ဖလားမရပြီမဲ့လို့လွန်ခဲ့တဲ့9နှစ်အတော်တွင်မှာအော်သူတို့မှာပလန်ဒီ project ဒီကောင်းကောင်းရှိပါလားဆိုတော့ပြနိုင်တဲ့အသင်းမျိုးဖြစ်တယ်ဗျာ Champions League ဝင်ခွင့်ရတယ်ပြိုင်ပွဲစုံကျွန်တော်ကစားရတယ်ဗျာတိုက်စစ်မှုစစ်စစ်လိုနေတယ်ဗျာသူကိုယ်တိုင်ကလည်းတိုက်စစ်မပြောင်းမဲ့ပင်နေမလဲဆရာသမားဟုတ်တယ်မလားနော်ဆိုတော့ဟိုကစားခွင့်ရပြီဖလားမရဘူးလို့ပေါ့ဒါတွေကကျွန်တော်ကျွန်တော်တော့ဗန်ဇာဘက်ဒီကျွန်တော်ရောက်သွားပြီဟုတ်တယ်မလားဖြစ်နိုင်ရည်ရှိပြီမဲ့လို့ပေါ့နော် ကစားမားတွေဘက်ကကျွန်တော်တို့တွေးကြည့်ရင်အဲ့လိုအသင်းမျိုးကိုပို့ပြီးတော့ပြောင်းမှာပဲနော်ယူနိုက်တက်ကပြားတဲ့ဘင်ဂျမင်ဆက်စကူကိုခေါ်ပေါ်တဲ့အဲဘင်ဂျမင်ဆက်စကူကလည်းပြဿနာကအာဆင်နယ်ကဦးစားပေးလိုချင်တဲ့ကစားမားဖြစ်နေတယ်ပြီးလို့ရှိရင်ပေါင်63တန်းအထိလိုက်ပစစ်ကလိုချင်တယ်ဗျာ63တန်းအထိလိုက်ပစစ်ကလိုချင်တယ်ဆိုတော့ကျွန်တော်တို့ကကစားသမားတိုင်းရဲ့အပြောင်းအရွှေ့ကအခက်အခဲဖြစ်နေတာပါနော်ဆိုတော့ဒါကြောင့်ကျွန်တော်တို့နော်မာတီလာတို့နဲ့မြန်အဆုံးသက်မလားဆိုတော့ဒါကိုပြောတာ မာတီတာလုံးနဲ့မြန်ဆုံးပြတ်သွားရင်ကျွန်တော်ပြီးပါရောမဟုတ်လို့တော့မဟုတ်ရင်ကျွန်တော်တို့ဒါ LMD လက်နဲ့တင်အဆုံးသက်သွားနိုင်တယ်နော်ဒီလက်ကချဲစီကိုသူချန်ပီယံလေးဝင်ခွင့်ရလို့ပို့ယူရေးသွားလို့ဒီမဟုတ်လို့ချင်းအမင်းအတင်းဘက်ကဒီလိုကစားမိုက်နေတဲ့တင်းတော်ထွက်မှာမဟုတ်ဘူးမာတီတာကြီးရောက်လာမှမြင်အောင်သိတယ်ဗျာမာတီတာကတော့ရောက်လာမှဆက်တယ်မာတီတာပဲရှိရတယ်ဘယ်သူမှမရှိရောက်တော့တယ်မှာနော် ဆိုတော့မလာချင်းမခေါ်တာပဲကောင်းနေပြားတယ်ဟုတ်ကဲ့ပါအဲဆိုတော့ဂျိုခရက်တက်ပြားတယ်เนาะကျွန်တော်တို့ကဦးစီမံကိုခေါ်ပြီးကျူပန်းတင်နေတယ်เนาะโอเคဂျိုခရက်လည်းမခေါ်နေပြားတယ်အဂီတကီလည်းမခေါ်နေပြားတယ်ဦးစီမံမရလို့ရှိရင်ဝှိုက်လည်းပဲဆက်ထားတော့တယ်เนาะအဲအဲဒေးဗစ်လည်းပူကောင်းတာပဲတယ်เนาะအလွတ်နဲ့ရမှာဆိုတော့တယ်เนาะအလွတ်နဲ့ရမယ့်ကစားမအုပ်တော့ကျွန်တော်ကျူပန်းတင်နေတယ်မှာတော့ပါတယ်ဗျာเนาะဒါပေမဲ့ခုနကပြောလို့ပဲအလွတ်နဲ့ရတာတော့မှကိုတင်းကမကျူပန်းဘူးဆိုတော့ဘာကြောင့်လဲပေါ့เนาะ နော်ဘာကြောင့်လဲပေါ့ဒါတခုတော့ကိုအသိမှမဟုတ်ဘူးဗျာအံဩစရာကောင်းတာတခြားဘယ်အသိကမှမကြူပန်းဘူးဗျာတိလာနော်ဂျိုနသန်ဂျေးဗီတို့ကလေအဲ့ဒါနည်းနည်းလေးတိုင်ပက်တဲ့တယ်မှာပါတယ်ဘာကြောင့်လဲတော့မသိဘူးအလွတ်နဲ့တော့တိုက်စစ်မှုကြအလွတ်နဲ့ဘယ်သူမှမကြူပန်းဘူး Okay အဲဆိုတော့မင်းစင်များလာနော်ချစ်သူများတွေမှာလဲစူပါချက်တွေချစ်သူများတွေမှာလဲဆိုတော့ okay နောက်တစ်ခုကျွန်တော်ဆက်ပြီးတော့ကြည့်အောင်ပါနောက်ထပ်အပြောင်းရွှေ့ကကျွန်တော်လက်ရှိ IKTG နဲ့ပတ်သက်တဲ့အပြောင်းရွှေ့ပေါ့လေဆိုတော့ဒီနေရာမှာ IKTG နဲ့ပတ်သက်ပြီးတော့ဒါ Sandy Jian ကကျွန်တော်ဖော်ပြထားတာ ဂျူဂိုအဂီတီကီရဲ့အေဂျင့်နဲ့မန်ချက်စတာယူနိုက်တက်တို့ကြားမှာဆွေးနွေးမှုတွေကဒါနှစ်ပြီလွန်ခဲ့တဲ့နှစ်ရက်အကြာကလေးကပေါ့နော်ရှိနေခဲ့ပြီးတော့အခုဆိုလို့ရှိရင်ပို့ပြီးတော့ခိုင်မာလာပြီဖြစ်တယ်ပေါ့ယူနိုက်တက်နဲ့အဂီတီကီတို့ရဲ့ကြားထဲမှာဆွေးနွေးမှုကတော်တော်လေးကိုကောင်းမွန်လျက်ရှိတယ်ယူနိုက်တက်ရဲ့ဘက်ကလည်း Frankfurt အသင်းနဲ့ပေါ့နော်စကားလဲပြောဆိုပြီးဖြစ်တယ်လို့ဖြစ်နိုင်ခြေရှိတဲ့အပြောင်းရွှေ့အတွက်လည်းအချင်းဒီအားလုံးကိုသိရှိထားပြီးဖြစ်တယ်ဆိုပြီးတော့ကျွန်တော်ပြောလာတယ် ဒါတွေမကသေးဘူးဆရာသမားကြီးเนาะဒါတွေမကသေးဘူးဆိုတော့အဲ့ဒီအပြောင်းရွှေ့နေပတ်တယ်လို့ Fabrizio Romano ပြောထားတာကျွန်တော်ရှိတယ်ခဏလေးเนาะ Do 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 ဘယ်ရောက်သွားတယ်လဲခဏလေးဆိုတော့ United က Agitiki အတွက်အမှန်ကန်တော့ကျွန်တော်ဆွေးနွေးနေတာပဲเนาะဆိုတော့လက်ရှိမှာ Romano ကပြောထားလေးဆိုတော့ Manchester United ရဲ့ဘက်ကတော့ Agitiki ရဲ့ agent ဖြစ်သူ ਨੇ ပေါ့เนาะအပြောင်းရွှေ့အတွက်ဆက်သွယ်မှုတွေပြုလုပ်ထားတယ်ဆိုတာအမှန်ပဲပေါ့ ော်ဆိုတော့ဒါအပြင် Chelsea ရဲ့ဘက်ကလည်းပြီးခဲ့တဲ့နှစ်ပတ်လောက်အလွန်ခဲ့တဲ့အပတ်ကလေးကပေါ့နော်ဆွေးနွေးမှုတွေရှိထားတယ်။ဟိုအထူးသဖြင့်တော့ Frankfurt တန်ကိုပေါ့နော်ကစားမကိုခေါ်ဖို့အတွက်ဆိုရင်ဘလောက်ကုန်ကျနိုင်မလဲဆိုပြီးတော့မေးမြန်းထားတာပေါ့။အဲ့တော့ Frankfurt ရဲ့ဘက်ကတော့ရှင်းနေ Euro 100ရာမှလက်လွတ်မယ် Euro 100ရာဒီတန်ကြီးသတ်မှတ်ထားတယ်လို့တုံ့ပြန်ခဲ့တယ်ပေါ့နော်။ Liverpool ရဲ့ဘက်ကလည်း Darwin Nunez ကိုသာလက်လက်လွတ်ခဲ့ရမယ်ဆိုလို့ရှိရင် AGDG ကိုခေါ်ဖို့အတွက်စိတ်ဝင်စားနေတဲ့ကလပ်သင်းတစ်ခုဖြစ်တယ်ဆိုပြီးတော့ပြောထားတယ်။ဆိုတော့ AKT ကြီးလည်းပဲတန်းတရာပေါ့ဗျာအသင်းတွေအတိုင်းပက်တယ်ဆိုတော့ဒါကိုပြောတာကျွန်တော်တို့အနေနဲ့ပေါ့နော်ဟိုလက်ရှိဘယ်လိုပြောရမလဲဟိုလက်ရှိဒီဒီအခြေအနေမှာပေါ့နော်ဒီချိန်ဒီဘက်ခေတ်မှာဗျာဒီလက်ရှိ modern လောကမှာကဘောလုံးလောကမှာကပေါ့နော် inflation ကအရင်ဖြစ်တယ်မလားနော်တန်ကြီးတွေကအရင်ငွေကြီးအများကြီးပေးရတယ်မလားဒါပေမဲ့လို့ဒါပေမဲ့လို့ပေါ့နော်တာမန်ခြေစွမ်းထက်ပိုတဲ့ပုံစံလေးတွေပြပြီဆိုတာ ਨੇ အဲ့ဒါမင်းတန်းတရာပဲ အရာတန်တရာပဲအခုဆိုလို့ရှိရင် AGDG ဆိုလို့ရှိရင်တကယ်ကောင်းတဲ့ကစားမှာတက်22နှစ်နှစ်ဒါမျိုးလိုတန်တရာဖြစ်သွားပြီခဲနော် OC Man ကလည်းပဲ Euro 85တန်နာပူလီဘက်ကရှင်းနေ85တန်ရရင်ရမရရင်ကျွန်တော်နေနဲ့မရောက်မှုဆိုတဲ့ဘောပဲနော်မရရင်မရောက်မှုဆိုတဲ့ဘောပဲ Vita Gugres ဆိုလို့ရှိရင်လည်းပဲ Euro တန်80 Euro တန်80ပြနော်ပေါင်ပန်တန်းပေါင်တန်း60ဆိုပေမဲ့တို့လက်ရှိလောလောဆယ်မှာဘာမှတို့တွေတဘောတူညီမှုမရသေးဘူးမလားဆိုတော့အကယ်လို့ရမယ်ဆိုတန်း80ပဲရှင်းနေတို့က တော့ခုလက်ရှိ AGDG ဆိုလို့ရှိရင်လည်းပဲကျွန်တော်ပြီးခဲ့တဲ့ရာသီ AGDG ရဲ့အကောင်းဆုံးရာသီကပြီးခဲ့တဲ့ရာသီနော် Bundesliga မှာ35 3ဘဝသူကစားတယ်15ခုပဲတွင်းတယ်ချစ်ကိုဖန်တီးမှုဗျအဲ့ဒါတန်းတရားဘယ်လိုဆက်ပြီးတော့လှုပ်လို့မလဲသိတယ်မလားနော်ဘယ်လိုဆက်ပြီးတော့ကျွန်တော်လှုပ်လို့မလဲဆိုတော့2024 2025မှာနော် Bundesliga နော်33ဘဝမှာ15ခုတွင်းတယ်8ခုဖန်တီးတယ်အဲ့ဒီရဲ့ရှေ့ရရာသီ2023 2024မှာ14ပွဲကစားရတယ်၄ကိုသွင်း၂ကိုဖန်တီးတယ် 2024 2025ယူရိုပါလီမှာ12ပွဲကစားတဲ့ယူရိုပါလီနော်၄ကိုသွင်း၃ကိုဖန်တီးတယ်။အဲ့ကစားမအောင်ကျွန်တော်ယူရိုတန်းတရာယူရိုတန်းတရာပေါ့နော်သူတို့ကရောင်းမှာပဲဘာလို့လဲဆိုတော့25နှစ်ရွယ်မမိုးစကူတောင်မှသူတို့တွေရဲ့ဘက်ကဒီယူရိုတန်း80လား85တန်းလားမသိဘူးရောင်းခဲ့တာဗျာ။ဆိုတော့ကိုအတင်းဘက်ကတကယ်ခေါ်မလားဆိုတာပဲကျွန်တော်မူတည်တယ်။ဈေးကွက်တန်ကြီးသူက85တန်းတိကျွန်တော်ရှိတယ်အဂီတီကြီးကနော်ဈေးကွက်တန်ကြီး85တန်းတိရှိတယ်22နှစ်ပဲရှိသေးတယ်။ 2029ခုနှစ်ဒီလေတက်တန်းရှိတယ်အဲ့လိုအဲ့အတွက်ပေါ့နော်ကျွန်တော်နေနဲ့ဟောဖြစ်တာဆိုတော့ဒီယာဒီမှာစုစုပေါင်းပေါ့နော်2024-2025မှာ AGDG ရဲ့စုစုပေါင်းကစားခဲ့တဲ့ပြိုင်ပွဲ48ပွဲရှိတယ်နော်ပြိုင်ပွဲစုံ48ပွဲရှိတယ် Frankfurt အတွက်ဒီယာဒီမှာပြီးခဲ့တဲ့ယာဒီမှာပေါ့ဗျာ22ကိုသွင်းနေ22ကိုဖန်တီးတယ်ဆိုတော့ပွဲ90နီးပါးမှာ34ကိုအထိကျွန်တော်တို့ကပါဝင်ပတ်သက်မှုရှိတယ်ဆိုတဲ့သဘောပဲအ ဆိုတော့ဟိုဘယ်လိုပြောမလဲကစားမားကညံ့နေလို့ကျွန်တော်ပြောလို့တာမဟုတ်ဒါပေမဲ့လို့ပေါ့နော်အဲ့တလောက်ကစားမားကအခုတန်းတရာဖြစ်နေပြီစဉ်းစားကြည့်ဗျာအတင်းအတွက်အရာအလုံးကခင်းရင်လာမှာဆိုတော့ဒါကိုပြောတာ तू PSG ကနေပြီးတော့ तू ပြောင်းလာတယ်ပေါ့နော်ဆိုတော့ front fat အတွက်စုစုပေါင်းပေါ့နော်ကျွန်တော် front fat ကိုရောက်တဲ့မြာ तू 60လင်းလေးပွဲကစားထားဘူးတယ်26ကိုသွင်းနေ14ကိုဖန်တီးတယ်64ပွဲမှာ PSG မှာ33ပွဲမှာ၄ကိုသွင်း၄ကိုဖန်တီးတယ်ဗျာဒါနော်ဆိုတော့ဘယ်လိုပြောမလဲ ဲ့ကစားမားကိုကျွန်တော်တို့ယူရိုတန်တရာဖြစ်နေပြီအသင်းဘက်ကဆက်ပြီးတော့ကျိုးပန်းနိုင်တဲ့တယ်မှာမပါဘူးသိလားဈေးကအင်မတန်ကြီးလွန်းတယ်။ဒါကြောင့်လည်းပဲကျွန်တော်ပြောချင်တာကတော့ဗောနော်။ဒါကြောင့်လည်းပဲကျွန်တော်နေတယ်ဗောနော်။ဒီဘယ်လိုပြောမလဲ။ဟိုအသင်းအနေနဲ့ဗောနော်။အသင်းအနေနဲ့အပြောင်းအရွှေ့ကျွန်တော်လုပ်မယ်ဆိုလို့ရှိရင်အသင်းအတွက်ဘလို့မှမလွယ်တော့ဘူးဆိုတာမျိုးကဈေးလည်းကျွန်တော်တတ်နိုင်တဲ့နေရာမှာကျွန်တော်မပါဘူး။ပြီးတာနဲ့ကျွန်တော်နေတယ်ဗောနော်။အဲဘယ်လိုပြောမလဲ။ဟိုလစာကိစ္စတွေလည်းကျွန်တော်တိုင်ပတ်သွားပြီ ပြီးတာနဲ့ကျွန်တော်အနေနဲ့အဲဘယ်လိုဘယ်လိုပြောမလို့ပျောက်ဟိုဘာပြိုင်ပွဲမှန်လဲကျွန်တော်ဝင်ခွင့်မရဘူးဆိုတော့ကျွန်တော်တို့ဘလို့ဘလို့သွားပြီးတော့ကျွန်တော်အနေနဲ့ပေါ့နော်ကစားမားတွေကိုအပြိုင်ခေါ်လို့ဖြစ်တော်မလဲဒါကြောင့်မာတီတာကြီးနဲ့ဆိုပြီးသွားပြီနော်မာတီမာတီတာရဲ့အမ်ဘူမူရဲ့နော်ဟိုကုညာရဲ့ဆိုလို့ချင်းလည်းပဲကျွန်တော်တို့ကိုတက်နိုင်တဲ့ကတော့မစိုးဘူးပြောရမှာပဲလေဟုတ်တယ်မလားနော်အဲ့လိုဘလို့ခေါ်နိုင်တော့မှာမင်းဟိုလူလဲတန်းတရားဒီလူလဲတန်းတရားငပိကျော်လဲတန်းတရားမင်းချင်းမောင်ကျော်လဲတန်းတရားဖြစ်နေချင်းနေရလीနော် တန်းတရာဆိုလို့ရှိရင်တော့အသင်းဘက်က82ဘူးမရှိဘူးကျွန်တော်ကတော့ဘယ်အသင်းမှန်82ဘူးရှိတယ်မထင်ဘူး front back ဘက်ကသူတို့2029အထိတန်းရှိတယ်ဆိုတော့သူတို့ကဒီဘယ်လိုပြောမလို့ဆက်ပြီးတော့လည်းထင်းကျင်တဲ့သဘောမှာရှိတယ်ဗျာဒီလားပူပြီးတော့ကောင်းလာပြီဆိုတဲ့အခါကျမှတန်းတရာလောက်နဲ့ပူပြီးတော့ရောင်းမယ်တော့တန်းတရာ20လောက်နဲ့ပူပြီးတော့ရောင်းမယ်အဲ့လိုဖြစ်ရင်လည်းဖြစ်မှာပဲဒါပေမဲ့တန်းတရာကတော့အသင်းဘက်ကဗျာလှည့်ကြည့်တင်နေတယ်မှာကျွန်တော်မပါတော့ဘူးဗောနော်ကိုဘကတက်နိုင်တဲ့အခြေအနေမျိုးလေးကျွန်တော်ရှိမနေဘူးပြီးရင်လည်းပဲအဲ့တန်းတရာအဲ့ကစားမကိုကျွန်တော် သုံးမယ်စား ကွင်းလေတို့ကျွန်တော်တို့တန်60လောက်သုံးမယ်တိုက်စစ်ကိုတန်40တန်ကစားမတယောက်သုံးမယ်ဒါလို့ဆိုရင်တော့မှမင်းနဲ့လေးဟုတ်ဒီပတိဖြစ်အောင်မှာအဂီတီကီကိုတန်တရာနဲ့ခေါ်လို့အဂီတီကီတိုက်စစ်ရောက်လာလို့ကွင်းလေကြီးကကောင်းမသွားဘူးဟုတ်တယ်မလားကိုရီတင်းနေနေပေါ့နော်လက်ရှိကိုတက်နိုင်နေဈေးနဲ့ကျွန်တော်တို့ဒါအားဖြည့်မဲ့အခြေအနေမျိုးနေရတယ်ကျွန်တော်တို့ကြွာသေးတာရောက်တန်တရာဆိုတာမျိုးကြီးကပေါ့နော်ကျွန်တော်တို့ဒါတော်တော်လေးတော့တိုင်ပတ်ပါတယ်နော်နောက်တစ်ခါလေးတော့တော်တော်လေးတော့ကျွန်တော်တိုင်ပတ်တဲ့တိုင်မှာကျွန်တော်ပါတယ် ဂူသမားအပြောင်းရွှေ့ဘလို့ရှိတယ်တဲ့နော်အဲဆရာသမားကြီးဂူသမားကကျွန်တော်တို့ခဏတိုင်းပြောပါတယ်နော်ကိုလက်ရှိဦးနန်းနာကိုကျွန်တော်တို့မရောင်းပါသေးဘူးတခြားဂူသမားခေါ်ဖို့မရှိဘူးဆိုတာအကီတကီတဲ့စားလို့ရှင်ပြတဲ့ဆက်စကူဂူသမားပို့ပြီးတော့ခေါ်စီခြင်းတရတဲ့ဈေးပူတက်တာတဲ့ပို့ပြီးတော့ကောင်းနေတိုင်းပဲဆက်စကူကမလာတော့ဘူးတဲ့နော်လက်ရှိမှာတော့အသင်းကိုအသင်းကိုကျွန်တော်တို့ပေါ့နော်သူလာမယ့်ကစားမကရှားပါတယ်ရှားပါတယ်ဆိုတာတကယ်ပေါ့နော်လက်ရှိဈေးကွက်တော်တွေမှာတကယ်ကောင်းနေတယ်ဆိုတဲ့ကစားမတွေကလာဖို့ကရှားတယ်ဗျကိုတင်းရဲ့အခြေအနေတွေကိုပြန်လှည့်ကျင်အောင်ကြည့်လိုက်မယ်ဆိုလို့ရှင် ဖော်ဖို့အတွက်ကအရာအလုံးကခရင်သွားပြီဒီဘာပြိုင်ဖို့မှကျွန်တော်မကစားရတာအတင်းအတင်းရဲ့အချင်းကြီးကလည်းအကြပတ်တီးကြီးပဲကျွန်တော်ရောက်နေတာနဲ့ဆိုလို့ရှိရင်ပေါ့နော်ကျေးဇူးများတင်ပါတယ်ကျေးဇူးများတင်ပါတယ်အဲကိုတင်းပါဗျာတဲ့ရောင်းတင်းတဲ့ကစားမတွေကိုရောင်းမထွက်သေးဘူးလားတဲ့နော်โอเคပါရောင်းမထွက်သေးပါဘူးရောင်းထွက်ရင်ကျွန်တော်နော်မြင်ရမှာပါတိုက်စစ်မှုမခေါ်ဘဲနဲ့တဲ့ကွင်းလင်အဖြစ်ကောင်းကောင်းဝယ်ရမှာဗျာတိုက်စစ်မှုကလည်းတော့ဇေရောဟွိုင်းလန်ကိုမကြက်ပြင်မဲ့ဆက်တုံလို့ရမယ်ထင်တာပဲဒီရာဒီတွေ့ရတဲ့ကျွန်တော်ကတော့ဗျာနော်ဟိုဘယ်လိုပြောလဲကွင်းလေကအစားထိုးရမှာအစားထိုးရမှာပဲ ဒါပေမဲ့ tight side ကမဝယ်ဘဲနဲ့ကျွန်တော်တို့မတို့သွားလို့မရဘူး white line ကိုကျွန်တော်ဘယ်လို့မှမယူလက်ရှိမှာ73တို့ရမယ်ထင်တာပဲဆိုတာကလည်းစဉ်းစားကြည့်ပြကျွန်တော်တို့ white line ကိုဘယ်လို73တို့ကျွန်တော်ရမလဲဟမ် white line ကိုကျွန်တော်တို့လာမယ့်ရာသီဘလူး73ဘာမျော်လင့်ချက်နဲ့ကျွန်တော်73တို့ရမလဲပြီးခဲ့တဲ့ရာသီ white line က united အတွက်32ပွဲပရီးမီးယားလိမှာ32ပွဲကစားတယ်၄ဂိုးသွင်းနေတယ်သူများခံစစ်စန်တာဘက်ကစားမားတွေလောက်တော့ဂိုးသွင်းနိုင်စွမ်းမရှိဘူးဘလူးဆက်သွားမလဲကျွန်တော်ဒီတိုက်စင်မှုနေပေါ့နော် ွင်းလေကဝယ်ရမှာကွင်းလေမဝယ်လို့မရဘူးနော်ကွင်းလေမဝင်တိုင်ပက်နေမှာကွင်းလေကဝယ်ဝယ်မှရမှာဒါပေမဲ့ကွင်းလေဝယ်ဖို့လူလူกว่าဆိုပြီးတော့တိုက်စစ်က white line နဲ့ဆက်သွားမယ်ဟေ့ဆိုပြီးကျွန်တော်တို့လို့မရဘူး white line ဟာတိုးတက်နိုင်စွမ်းရှိတယ် okay ထားအောင်တော့နော်ဒါပေမဲ့လို့ပေါ့နော်သူသူမိခူတရားတိုက်စစ်မှုကောင်တယောက်လိုတယ်ဗျာဒီလိုတိုက်စစ်မှုကိုကျွန်တော်တို့ကအတင်းရဲ့ဟိုဘယ်လိုပြောမလဲအဓိက number 9ဖြစ်ကျွန်တော်တို့တုံးလို့မရဘူးစဉ်းစားကြည့်ဗျာကျွန်တော်တို့နေပေါ့နော်32ပွဲမှာ၄ခုပဲတွင်းနေတယ် ဘလူးဘယ်တော့ကဘလူးဘလူးကစားမှဘလူးရည်သွေးတွေလည်းဗျာသိတယ်မလားပြီးခဲ့တဲ့2023 2024ရာသီကပွဲ30ကစားတယ်10ကိုးသွင်းတယ်တဲ့เนาะအခုပြီးခဲ့တဲ့2024 2025မှာကျတော့လေ32ပွဲမှာ4ကိုးပဲသွင်းတယ်ဗျာเนาะဆိုတော့အချိန်ကြီးကကျတော့မဟန်ဘူးဗျာသိလားအချိန်ကြီးကဆိုတော့ဒါဒီကျွန်တော်တို့ United လို့အသင်းမျိုးကိုပေါ့เนาะအဆင့်15ကနေအထက်ကိုဆွဲတင်ပေးနိုင်မဲ့အဓိကတိုက်စစ်မှုဖြစ်ကျွန်တော်တို့ဒါအာဂူရရတဲ့အချိန်မျိုးမှာကျွန်တော်ရှိမနေဘူး အစင်ကဘလို့မှမပြေဘူးပေါ့နော်အစင်ကပဲကျွန်တော်ဘလို့မှမပြေနေဘူးဒါကြောင့်အတ္တတဏမှာကျွန်တော်ကြည့်တော့လေအကောင်းဆုံးယာတိကဘယ်ယာတိတော့အတ္တတဏမှာအကောင်းဆုံးယာတိကိုကိုသွင်းတဲ့ယာတိဗျာ32ပွဲမှာကိုကိုသွင်းတဲ့ယာတိဆိုတော့ဟိုကွင်းလယ်အားဖြည့်စရာရှိတာကရှိတာပဲဒါပေမဲ့တိုက်စစ်က white line ကြီးနဲ့ဆက်သွားတယ်တော့မဖြစ်ဘူးဗျာအဲ့ဒါတော့သိကြတယ်အဲ့ဒါတော့သိကြတယ်ဆရာသမားကြီးနော် okay အဲဆန်ချက်စ်နဲ့ပြောဦးနာနာကိုဒဲလဲပလိုက်တယ်နော်အင်း မကောင်းမှန်ကောင်းနေကောင်းနေမဟုတ်ဘူးဒေလဲရအောင်ကလည်းเนาะကျွန်တော်တို့ဈေးကွက်ထဲမှာဒီတက်ပူကောင်းနေကုသမားတွေရှိပါတယ်ဗျာเนาะအံပွဲမူကားတဲ့ပုံကိုရေးဆံရသဘောတူပြီးတော့နောက်ရသည် free comment ဆိုရင်ရောတယ်เนาะအဲပြည်တနာကကျွန်တော်တို့အနေနဲ့အံပူမူကိုခေါ်ဖို့အတွက်ကိုတသိန်းနဲ့ကပဲစိတ်ဝင်စားနေတာမဟုတ်ဘူးဗောနော်ကိုတသိန်းနဲ့ကနေစိတ်ဝင်စားနေတာကျွန်တော်မဟုတ်ဘူးအံပူမူကလည်းပဲဒီရသည်မြင့် brand ဖို့မှာဆက်နေกว่าနောက်ရသည်ငါတို့အသင်းကိုပြောင်းกว่าလို့ပြောရအောင်ကိုဒီမှာဘာပါဝါမှန်ရှိမနေဘူးသူတွေက real metric မဟုတ်ဘူးဗျာဒီလား Real Madrid မဟုတ် Real Madrid ဆိုလို့ရင်ကစားသမားတိုင်းကပြောင်းကျင်ကြတာသူတို့အနေနဲ့ Real Madrid ကိုပြောင်းမယ်ဆိုတာနဲ့ဒါတည်ပြီးသားပဲဘလို့အခြေအနေတွေပိုင်ဆိုင်သွားမလဲဆိုတာကိုအသင်းကအဲ့လိုမဟုတ်တော့ဘူးကိုအသင်းကအဲ့လိုမျိုးအရောက်ရင်ငါတို့ကတော့မင်းကိုမင်းသဘောတူညီမှုရယူထားလိုက်မယ်ကွာနောက်ရာသီမှာမင်းကိုခွန်မယ်ဆိုပြီးတော့လှုပ်လို့ရတဲ့ပါဝါမျိုးကျွန်တော်တို့မှာရှိမနေဘူးစပါးကလူကျင်နေတယ်မင်းပူကောင်းတဲ့ဈေးနဲ့ပြီးသွားမယ်ဘရန်ဖို့ကရောက်မှာပဲလေနော် အံပူမိုးရဲ့ဘက်ကလည်းအိုက်ကြလို့ချင်းပြောင်းရင်လည်းပြောင်းသွားမှာပဲကိုဒီမှာအဲ့လိုပါပါရှိမနေဘူးပြန်သဘောပေါက်လား Okay ကျေးဇူးများတင်ပါတယ် Juventus တိုက်စင်မှုကြိုက်တယ်ဗျာတဲ့နော်ကျွန်တော်ကတော့မင်းအဲ့ကောင်က Juventus မှာတော့မှတိုင်ပတ်နေတာဗျာနော်ဟိုရောမလို့ Blahovic က Juventus မှာတော့မှတိုင်ပတ်နေတာအတင်းဘက်ကသိစဉ်းစားတော့မယ်ဒီမှာကျွန်တော်ပါမှာမဟုတ်တော့ဘူး Wildland ကို defensive midfield ကိုပို့ရမှာဗျာ တန်တရာရန်ဂူသမတန်တရာကိုပြဂူသမ3တင်းနဲ့ပွဲတန်းတီတမက်ရအောင်ရလက်ကကောင်းဟုံမယ်တဲ့နော်။ OC မမက်ဖြစ်မဲ့တင်တာပဲတိုက်စစ်ကားတဲ့အဲကျွန်တော်တော့ကျွန်တော်တော့တိုက်စစ်မှာအခုချိန်ထိဘသူမန်းကိုမသိတော့ဘူး။ဒါအမှန်တမ်းပြောတာဘာလို့လဲဆိုတော့အတင်းဘက်ကယဒီပြက်ကျူးပန်းနေတဲ့တိုက်စစ်မှုကမရှိဘူး။ဒီလားဟိုဟိုလူကို okay ဘယ်လောက်ကြာမလဲ။ okay ငါတို့မင်းကိုခွင်ဘယ်လောက်ကြာမလဲ။ okay ငါတို့မင်းတို့ကစားမကိုခွင်ဘယ်လောက်ကြာမလဲ။ဒါအဆင်မရှိသေးတာ။အန်ဘူမွေးရဲ့အပြောင်းအရွှေ့မပြီးသေးဘူး။တိုက်စစ်မှုကကျွန်တော်တို့ပေါ့နော်ကျူးပန်းဖို့ကျွန်တော်မရှိဘူး။ဒါဖြစ်နိုင်ခြေလေးတွေလိုက်ပြီးတော့ ရှာဖွေစုံစမ်းနေတာပဲကျွန်တော်တို့ရှိတယ်အဲ့စစ်တဲ့ကျွန်တော်မပူသေးဘူးဗျာနော်ကနာချူကားတဲ့အဲတန်း80ကရောင်းထွက်ပါမလားတဲ့အဲလက်ရှိပေါ့နော်တန်း80နေကတော့ရောင်းထွက်ဖို့မရှိဘူးဒါသိကြတယ်ဒါပေမဲ့လို့ပေါ့နော်ပြည်တွင်းကလပ်တွေဆိုရင် IC ရှော့တရားအကြောင်းမရှိဘူးဗျာဒီလားအသင်းနေနဲ့လေဒီပါကလပ်တွေနာပိုလီတို့အင်တာမီလန်တို့ OK တန်း40တန်း50နဲ့ပြဿနာမရှိရောင်းအင်္ဂလန်ပြည်တွင်းကကလပ်တွေဆိုလို့ချင်းအနည်းဆုံးတန်း80ပဲရောင်းမထွက်ရင်စိတ်မဝင်စားဘူးရောင်းမထွက်ပါစေဟုတ်တယ်မလားနော်ရောင်းမထွက်ရင်ပြဿနာမရှိဘူး ရောင်းထွက်သွားတဲ့အခါမှာတန်း80အောက်ရောက်မနေဘူးအရေးကြီးတယ်အင်္ဂလန်ပြည်တွင်းကလပ်တွေဆိုရင်ပြသေးလားနော်အင်္ဂလန်ပြည်တွင်းကလပ်တွေမှာကျတော့တန်း80ပေးပြီးတော့ဝေပြီးတော့ရောင်းနေရလို့အိုက်တင်းတွေမှာခြေသွမ်းပြမင်းကြိုက်ကြမိုးပြောင်းပြဟုတ်တယ်မလားပြဿနာမရှိဘူးတန်း80ရထားတာဒါပေမဲ့လို့ပေါ့နော်ပြည်ပကလပ်တွေဆိုလို့ရှိရင်40 50လောက်နဲ့လက်လွတ်လိုက်တည်တယ်မှာတန်း80ရပြည်တွင်းကလပ်တွေရောင်းမထွက်လဲပြဿနာမရှိဘူးအဲဆိုတော့အဲဗရန်ကိုသမားကိုလူကျင်တော်ပြရတဲ့ညသမား ်ပေါ်တိုတိုက်စစ်မှုဆိုလို့ချင်းလည်းမဆိုးဘူးနော်တဲ့တန်း40ဝန်းကျင်နဲ့လည်းရမယ်ထင်တာပဲတဲ့အဲ့ဒီကစားမာလီကဘယ်လိုပြောမလဲဟွန်းအိုမိုရူဒီယွန်ပေါ့နော်အိုမိုရူဒီယွန်တမာရီဒီဟွာရဲ့အက်တလက်တီကိုကနေပြောင်းလာတာအသက်20ပဲလားမသိဘူးကျွန်တော်ရှိသေးတယ်ပြောလို့တော့မရဘူးဆရာတမိုင်းနော်အချင်းကြီးကနော်အစီကိုခေါ်စေချင်တာပြားတယ်ခရစ်စတယ်ပေးလေးစကားတဲ့အဲ့ကောင်တော်တော်ကောင်းနေတယ်မှာပါတယ်တဲ့နော်အမှန်ပဲအမှန်ပဲဒါမြဲလို့ပေါ့နော်ကျွန်တော်တို့ ဒါလက်ရှိအန်ဘူမိုတို့ဘာတို့ကိုမရတော့ဘူးဆိုမှပဲကျုပ်မဲ့အခြေအနေမျိုးပါစောင်းတော့ကျွန်တော်ကြည့်ရမှာပဲဘယ်ဘသူကိုဦးစားပေးခွန်မလဲဆိုအခုလက်ရှိကျွန်တော်တို့အန်ဘူမိုရဲ့အပြောင်းအရွှေ့ကိုအပြစ်တက်ဖို့လိုတယ်ဗျအတင်ကန်သေးလားအဲ့ဒါပြီးမှတိုက်စစ်ပဲယူကျွန်တော်စိတ်ပူသေးနေနော်ဆိုတော့ကြည့်ဒီမိုင်းနေပါတယ်ဆက်သမိုင်းလောလောဆယ်ကြည့်နေကြီးကိုကျွန်တော်900နီးပါးရှိပါတယ်အားလုံးကိုကြည့်သူပါဆိုတော့ channel က subscriber 2300ကိုကျွန်တော်ကျော်လာပြီပေါ့နော်အကယ်လို့ channel လေးကို subscribe နဲ့တူဆိုလို့ချင်းနေပြီးတော့တောင်းဆိုပါတယ် ဆိုတော့ဗီဒီယိုလေးကို like လုပ်လို့မနေရသေးရင်လည်းနှိပ်ပြီးတော့တောင်းဆိုပါရစေဆိုတော့ကျွန်တော်နေခင်ဗီဒီယိုလေးဒီမှာကျွန်တော်ပြန်ပြီးတော့တွေ့ကြပါမယ်ကျေးဇူးအပ်ပါတယ်ညီကိုများအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်